ဘာလုံးမဲမင်္ဂလာပါများကောင်းတဲ့တဲ့ရင်ထလာမအပြားလဲကြိုးစိုးလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီတို့ဖိုင်လေးတော့တက်မတော်ကဘလို့ပုံစံနဲ့စစ်တိုက်နေတယ်လဲဆိုတော့ကိုအဲ့ဒီလွဲမမှုတွေကိုပြောလာတယ်မောင်ရစာရဲ့ရုပ်သံမီဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာလွဲမမှုစာကအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ချပြပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ရင်ထလာမအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ နှစ်2025ခုနှစ်ဇွန်လ9ရက်နေ့ဖြစ်ပါတယ်အကျွန်တော်ညကမတော်မဒီကနေ့မှာကျွန်တော်အကြောင်းအရာနှစ်ခုပြောပြတယ်ပေါ့နော်မနက်ကတမတော်စာကဖန်လေးပြဿနာလေးတွေပြောတယ်အခုဒီနေ့ကျတော့ကျွန်တော်တို့နိုင်ငံယုံကြည်မှုလွဲချုံနေတဲ့ယုံကြည်မှုလေးတွေနော်အဲ့ဒီယုံကြည်မှုလေးခံယူမှုလေးလွဲလိုက်တာဟာကြည်တော့တာဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးတွေရဲ့တူတက်မှုကိုယ်ပဲယုံကြည်မှုအောင်မြင်မှုစိတ်သက်ခိုင်မာမှုတွေအများကြီးအဲ့ဒီအယူဆလေးတွေလိုအပ်တယ်အဲ့တော့အဲ့နည်းနည်းလေးလွဲတာလေးရ အချိန်ကြာလာတဲ့အမြောက်ရရှိမှာအများကြီးအများကြီးအများကြီးပြောင်းလဲသွားတယ်ဒါလေးကိုနည်းနည်းပြောချင်တယ်ဆိုတော့အဲ့ဒါလေးကိုမပြောခင်မှာကျွန်တော်အနေနဲ့နိုင်ငံဝန်ထမ်းနဲ့အစိုးရဆိုတာလေးကိုဒါကျွန်တော်အရေးဆုံးပြောချင်တယ်ဆိုတော့ဘသူ့မှာတိကျဖို့တော့မရှိသေးဘူးဒါပေမဲ့တကယ်အမှန်တရားတခုကိုကျွန်တော်ချပြလာဆိုတော့နိုင်ငံဝန်ထမ်းဆိုတာနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်ရတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါဆက်သွေးဝန်ထမ်းရှိတယ်ဆက်သွေးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတာဝန်တွေကိုထမ်းဆောင်ရတယ်ဆောက်လုပ်ရေးဝန်ထမ်းရှိတယ်ဆောက်လုပ်ရေးနဲ့လုပ်တဲ့တာဝန်တွေကိုထမ်းဆောင်ရတယ် နော်အဲ့တော့ပညာရေးဝန်ထမ်းပညာရေးနဲ့ပတ်သက်တာကျန်းမာရေးဝန်ထမ်းကျန်းမာရေးနဲ့ပတ်သက်တာနော်စစ်မှုထမ်းစစ်စင်ရေးနဲ့စစ်မှုရေးရတဲ့နဲ့ပတ်သက်လို့တာဝန်ထမ်းဆောင်တာအဲ့တော့ရဲမှုထမ်းဥပဒေနဲ့ပတ်သက်တာတွေအမှုခင်းနဲ့ပတ်သက်တာတွေဒါတွေတက်ထမ်းဆောင်တယ်နယ်ပယ်အသီးသီးခဏအသီးသီးအမျိုးမျိုးသောနိုင်ငံဝန်ထမ်းတွေရှိတယ်ဆိုတော့အဲ့ဒီဝန်ထမ်းတွေကိုအမိန်ပေးညွှန်ကြားစီခိုင်းတာအဲ့ဒီဝန်ထမ်းတွေကိုခတ်အပ်တာကအစိုးရလို့ဒီလိုအစိုးရကိုဘယ်သူကခန့်တယ်လဲအစိုးရကိုဘယ်သူကခိုင်းတယ်လဲ ီပြဿနာလေးသိဖို့လိုတယ်။နံပါတ်1အစိုးရကိုခန့်အပ်တာဒီပြည်သူလူထုကခန့်အပ်တာ။နံပါတ်2အစိုးရကိုခိုင်းတာဒီပြည်သူကခိုင်းတာ။ဒါဒီမိုကရေစီနိုင်ငံမှာပြောတာနော်။ကွန်မြူနီနိုင်ငံလို့ဘရင်အုပ်ချုပ်တဲ့အာဏာရှင်နိုင်ငံတွေကိုပြောတာတော့မဟုတ်ဘူး။ဒီနိုင်ငံတွေမှာတော့သူကသူအစိုးရသူကသူခန့်သူကသူဘရင်ပဲတော့ပြလို့မရဘူး။ကျွန်တော်တို့နိုင်ငံကပြည်ထောင်စုတမရမြန်မာနိုင်ငံတော်အဝါအစိမ့်အနီး၃ရောင်ချိန်မှာကျဲတပွင့်နေတဲ့ဒီမိုကရေစီနိုင်ငံအဖြစ်ခံယူထားတဲ့နိုင်ငံဒီမိုကရေစီလမ်းကြောင်းအတိုင်းရှောက်လှမ်းပြီးတော့ဒီမိုကရေစီနိုင်ငံတစ်ခု တိုးတက်ခဲ့မိတဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ဖော်ဆောင်နေတဲ့နိုင်ငံဆိုတော့ကျွန်တော်ဒီမိုကရေစီလမ်းကြောင်းနဲ့အညီပဲဒီစကားကိုပြောမယ်။ဆိုတော့ပြည်သူတွေကအစိုးရကိုခန့်တယ်ဘလို့ခန့်ရတယ်လဲ။ပြည်သူတွေကလည်းမိမိနှစ်သက်တဲ့ပါတီကအမှန်တကယ်အလုပ်လုပ်မယ်လို့ထင်တဲ့ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေကိုကိုယ်စားလှယ်အဖြစ်မဲပေးယူချစ်တယ်။အတိအသီးသောကိုယ်စားလှယ်တွေကနေပြည်သူဆန္ဒနဲ့အညီဒီနိုင်ငံကိုဥဆောင်မယ်လို့ထင်တဲ့ပုံကိုယ်ကိုနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်ပြတယ် တော့အဲ့ဒီနိုင်ငံတော်သမရလောက်ရမယ်လုပ်ငန်းတာဝန်တွေအဲ့ဒီနိုင်ငံတော်သမရတယောက်ထမ်းဆောင်ရမယ်တာဝန်တွေကိုလွတ်တော်ကနေဥပဒေတွေပြုတ်ပြီးတော့ပြာတန်းတယ်အဲ့ဒီဥပဒေတွေကမဲဆန္ဒနဲ့အတီးတီးအပြည်သူတွေပေးလိုက်တဲ့သဘောထားတွေကနေဖြစ်ပေါ်လာတာဆိုတော့ဥပဒေဆိုတော့ပြည်သူကဖန်တီးတာပြည်သူဆန္ဒနဲ့အညီလုပ်တာအဲ့ဒီပြည်သူဆန္ဒနဲ့အညီလုပ်တဲ့ဥပဒေကိုပြည်သူတွေကနေပြီးတော့ဥဆောင်မှုဒီလူဟာငါတို့ရဲ့တိုးတက်ရေးကိုဥဆောင်နိုင်လိမ့်မယ် ဒီလူဟာငါတို့ကိုမြင်မာတဲ့ပညာရေးကိုပေါ်ဆောင်ပေးနိုင်လိမ့်မယ်ဒီလူဟာငါတို့ကိုကောင်းမွန်တဲ့ဘဝရှိကိုဥဆောင်သွားပေးနိုင်တယ်လို့ယုံကြည်လို့အဲ့ဒီလူကိုမဲပေးပြီးတော့ခေါင်းဆောင်အဖြစ်အများသဘောတူညီတင်မြှောက်တာဆိုတော့အများသဘောတူညီတင်မြှောက်ထားတဲ့ခေါင်းဆောင်ကအများသဘောနဲ့အညီစီမံအုပ်ချုပ်ပေးရတယ်ဒါကိုအစိုးရလို့ခေါ်တယ်ဟုတ်နော်ကောင်းမွန်တဲ့မုံမြတ်တဲ့တိတ်ခါရှိတဲ့စစ်မှန်တဲ့ခေါင်းဆောင်ကောင်း ုတ်ချုပ်တဲ့အစိုးရဟာပြည်သူလူထုကိုဝေမဖြစ်စေဘူးဒါနံပါတ်၁ချက်နော်ဒါတော့ဆိုရင်အဲဝန်ထမ်းကပြည်သူကခိုင်းတာမဟုတ်ဘူးဒါပေမဲ့ပြည်သူကသူ့ကိုလဆာပေးထားတာသူ့ကိုခိုင်းတာကအစိုးရဒါနံပါတ်၁သဘောပေါက်တယ်အစိုးရကိုခိုင်းတာဒီအစိုးရကိုတင်မြောက်တာဒီအဲ့အစိုးရကိုအခွင့်အာဏာအနှင်းတာဒီပြည်သူဆိုတာကိုမမေ့နဲ့ဒီနှစ်ချက်ဒီဒီမိုကရေစီလမ်းကြောင်းကိုတွားနေတဲ့နိုင်ငံတိုင်းကျင့်သုံးတဲ့လမ်းစဉ်ဖြစ်တယ်။ဟုတ်ပြီနော်။ဒါတကယ်လည်းပြီးပြီ ုတိယတစ်ခါကလွဲမားနေတဲ့အယူဝါဒကျွန်တော်တို့နိုင်ငံကဗုဒ္ဓဘာသာနိုင်ငံလို့ခေါင်းစဉ်တက်ထားပေမဲ့ဖျားထက်နတ်တွေကိုကုကွယ်ယူကြည့်တယ်တချို့နေရာတွေမှာတိုက်ပွဲဖြစ်တယ်တချို့တက်တယ်တချို့ရဲစခန်းတွေတချို့အုပ်ချုပ်ရေးမှုယုံတွေတချို့ယုံတွေမှာအင်မတန်ရီဖို့ကောင်းတဲ့လွဲတွေရှိတယ်အဲ့ဒီယုံတွေအဲ့ဒီစခန်းတွေကိုအုပ်ချုပ်တဲ့ပုံကူတွေဒီ nothing တရားကြီးဖွင့်လိုက်အထက်မှာပါရှိလေလို့ကျွန်တော်စိတ်ဝင်စားတယ်ဘာကြောင့်လဲဆိုတော့ယုံခန်းတွေမှာကရုဘွေးပြင်းတာရှိတယ်ကျွန်တော်တော်များတွေ့ပါတယ်တကယ်ပဲအလုပ်ဖြစ်သလား ကျွန်တော်တို့မြန်မာနိုင်ငံရတနာဘုံရွှေနန်းတော်ကြီးတိဆောက်တော့ကရွှေအင်းငွေအင်းမြုပ်ထားတယ်နန်းတော်ကျုံးထဲမှာအင်းနေမြုပ်တယ်နော်နန်းတော်မြို့ရိုးကြီးရဲ့ဒေါင်လေးတောင်မှာရွှေအင်းငွေအင်းဘဒုအင်းဘာညာတာတကာပေါ့ဗျာသူကသူအစီအင်းနေလုပ်ကြတယ်ဒါပေမဲ့အင်္ဂလိပ်ဟာနန်းတော်တွေကိုဘေကရာတီးပြီးအသားလေးဝင်သွားတယ်အဲ့ဒီအင်းနေအလုံးမလုပ်ပါလားခင်ဗျားတို့ပြောတဲ့38မင်းစစ်ထွက်စစ်ဝင်ဘာညာတာတကာပေါ့ကိုကွယ်နေရတဲ့လူတွေအင်္ဂလိပ်ဝင်တိုက်တော့ဘေးပြောင်းနေကြတော့ အဲ့တော့အင်္ဂလိပ်ကမြန်မာနိုင်ငံကိုဝင်သိမ်းသွားတဲ့အချိန်မှာစစ်အင်အား2500ပဲရှိတယ်။ဝိဇာက8000မြန်မာတွေကိုယ်ကွယ်နေရတဲ့ဝိဇာ8000တယောက်တစ်ချက်နှစ်ဖူးတောက်ရင်တော့အင်္ဂလိပ်တယောက်မှမကျန်ဘူး။နော်။အဲ့ဒါဆိုနန်းတော်တိုင်းကိုဝါကွေးပြီးဝါတစ်လုံးဖြည့်ရင်နှလုံးတိုးပါတယ်ဆိုတဲ့ဘိုးဘိုးအောင်ဓာတ်လုံးတွေအင်မတန်ဆွမ်းပါတယ်ဆိုတဲ့ဘိုးဘိုးအောင်သူ့ဓာတ်လုံးတွေကိုသာတီဝါဘရင်ရဲ့စစ်တီတွေကိုပေးခဲ့မယ်ဆိုရင်အင်္ဂလိပ်ကမြန်မာပြည်ကိုချေချစရာတော့မရှိဘူး။နော်တကယ်တမ်းဒုပိတာပြီးတိတ်တိဝင်တဲ့အစီအရင်တွေတကယ်တမ်းသာ အလုပ်ဖြစ်တယ်တကယ်တမ်းသာအဆင်ပြေတယ်ဆိုရင်မြန်မာနိုင်ငံမှာရှိသမျှစစ်သားတွေဒိုဘီတာဘီထိုးပေးလိုက်တကဘာလုံးကတော့တင်လို့ရတယ်ဘာလို့ဆိုဘလို့တက်တင်မဲ့စလူဒီမှာမဟုတ်တာဒိုဘီတာဘီတက်ထပ်ပြီးအမြောက်ပြီးတလောက်ပြီးနေမှာတော့ဘလို့မှတက်မရဘူးလေနျူကလီးယားလည်းကြောက်ချင်မလို့အမေရိကန်လိုနိုင်ငံမျိုးတော့မဝေးတော့နဲ့တက်တင်လို့ရတယ်ပြောပြတာတော့ဥအောင်စီကတော့တိုက်တော့မှလည်းသိတာပဲအနော်ဒါမင်းကြီးစစ်တိုက်တော့မှလည်းစစ်တီတီသိတာပဲဘင်းတော်မီဒီယာကြီးတိုက်တော့မှလည်းသိတာပဲဘိုးချုပ်ဆန်းတို့လွတ်လပ်ရေးအတွက်တိုက်ခဲ့တော့လေသိတာပဲအဲ့ဒီထဲမှာ38မြို့ဝင်တိုက်တာမကြဘူးသိဘူး ဘိုးဘောင်ဘိုးမင်းကောင်စတယ်ဝိဇာ7000စစ်ဝင်တိုက်တာမကြသေးဘူးစစ်တိုက်ဖို့အတွက်ထောက်ပံ့ပေးတာလေမကြသေးဘူးဆိုကျွန်တော်တို့ယုံကြည်မှုတွေလွဲနေတယ်အမှန်တကယ်ယုံကြည်ရမှာကကိုနဲ့တူတိုက်ပွဲဝင်နေတိုက်ပွဲဝင်မဲ့ရဲဘော်ရဲဘက်တွေတေဘော်တေဘက်ရှင်ဘော်ရှင်ဘက်ညီကိုတွေတွေးတောက်တယ်ဒါတွေကိုအကူယုံကြည်ရမှာအလကကလေးကလွင်းကပေါချောင်းဘယ်လိုနေရနေဘယ်လိုနေရဘယ်လိုအတန်းစားဘယ်ပုံဘယ်ဌာနမှမသိဘူးကလေးကွားတွေကိုနေရပြင်းနေစမ်းတိုက်ရအရင်လွှဲမှာတယ်ထိတော့ဟာတော့အယောင်ဆိုးနေတာ လွဲနေတယ်နော်တကယ်တော့ရေချင်းရှိတယ်ဆိုပြောပါအခုရခိုင်ကျွန်တော်တို့မှာခုညောင်ချိုးမှာတိုက်နေတယ်အေးနဲ့တိုက်နေအေးရလဲအသက်နေပဲတိုးလာတယ်ဒီဘက်ကလည်းအသက်နေပဲခုခံနေရတယ်တစ်ပတ်လည်းပတ်လည်းပြစ်ခတ်နေရတကယ်တော့အဲ့အစီအနေဆိုရင်ကျွန်တော်တို့ညောင်ချိုးမှာရှိတဲ့စစ်တီတွေကိုကြည်ပြီးတဲ့အဆောင်တွေပေးထားပါရခိုင်ပြည်နယ်တစ်ခုလုံးကိုအဲ့ဒီစခန်းကလူတရာကျော်လောက်တိနေရခိုင်ရခိုင်ပြည်နယ်တစ်ခုလုံးကိုပြန်သိမ်းလိုက်တကယ်ရှိခဲ့ရင်ပြောတာပါဘိုးဘောင်တို့ဘုံမင်းကောင်တွေတလုံးတွေဆွနေဆိုရင် ရရှင်းသာခေါနဝိဇာရတဲ့ခုချိန်ကြီးအသက်ရှင်နေတယ်တဲ့မြန်မာနိုင်ငံဘာလို့ဆင်းရဲနေလဲသူ့တလုံးနဲ့ဒီလိုက်ရွှေဖြစ်သွားတယ်ဘယ်ရောက်နေလဲအဲ့ပုပ်ကကျွန်တော်နိုင်ငံအရင်ဆင်းရဲနေပြီလူတွေဒုက္ခရောက်နေပြီစစ်ဖြစ်လို့ငါကုန်တလုံးတွေအရင်ကြီးနေပြီဘယ်ရောက်နေလဲအဲ့ပုပ်ကလဲအိုးကျူးကျော်ရက်ခွက်တဲ့မှာနှလုံးကနေပေးတာလောက်ပဲလိုက်လို့မနေနဲ့အဆင်မပြေဘူးကျွန်တော်တည်တလောက်ကအစိုးရကနန်းအစိုးရထီပေါ့နော်ကနန်းချောင်းလုံးထီဘိုးတော်ပေးလို့ပေါက်တယ်လို့ကျွန်တော်မကြောက်သေးဘူးဘေးရင်တွက်ပြီးတော့နက်ကက်တွေတားရင်တွက်ပြီးဒီတစ်ပတ်တော့ဘေးကနန်းထွက်မယ်လို့ အတီကြောင်ဆော့ဖို့နိုင်နေပြီနေဆရာတော့ကျွန်တော်မမြင်ဘူးသေးဘူးမတွေ့ဘူးသေးလားကျွန်တော်ပြင်မေးဘူးလေ6ခါလောက်မေးဘူးလေပြင်ဆရာ6ရောက်ခေါ်တယ်6မျိုးဘယ်ရောင်မှန်းကုန်သေးဘူးဓာတုကဏ္ဍကိုယ်ကဏ္ဍမဟုတ်ဘူး तू လည်းမှန်းဟောရတာတွက်ပြီးဟောရတယ်ကျွန်တော်ဘာဖြစ်မယ်ဆိုတော့ဘာလို့မှချူနေမမြင်နိုင်ဘူးလူစားသူ့ကံနဲ့တူလာတာအဲ့ကံနဲ့လှလို့သွားကံဆိုးနေရင်တော့ကိုကကောင်းတာလေးလုပ်နေရင်ကံပြောင်းသွားသေးတယ်ကံကောင်းနေရင်တော့ကိုကဆိုးတာလေးလုပ်နေရင်ကောင်းနေတဲ့ကံကိုရော့ပြီးအဆုတ်ဘက်ကိုရောက်သွားမယ်ကံကံရဲ့အကျိုးပဲ မပြောချင်တာကိုယ့်ကိုယုံဖို့အဓိကနဲ့တာမညာခွဲချဖို့ဘာမှမဟုတ်တဲ့ဂလိကချီအုပ်ချမျက်ပေါက်ဒီကကြိုးကကြောင်အသိအစိမ့်တွေကိုယ့်ကားကောင်နေဖျားဟောတဲ့တရားကိုပြက်ရယ်ပြုတဲ့ပုံကိုယ်တွေကိုအထင်ကြီးတာမလို့ရှိမှဘိုးတော်တွေကိုကျွန်တော်ပွင့်နေပြတာဒါဖျားဟောတဲ့တရားကိုပြက်ရယ်ပြုတဲ့ပုံကိုယ်တွေဘာကြောင့်တလူဟောလဲဖျားအိုနာတီဟောတယ်ဒီလူတွေကမအိုးမနာဘူးမသိဘူးဖျားဟောတဲ့တရားယူဟာသလုပ်နေတာရှင်းရှင်းပြောတာဖျားဟောတဲ့တရားကဟာသလုပ်နေတာမြတ်စွာဘုရားရှင်ကိုရိုနာသူ့ရဲ့အာယုတင်ကောက်ဆွဲထားကြည့်ခုချိန်ဒီအသက်ရှင်အောင်နေလို့ရတယ်အဲမဲ့ဖျားကသူ့ကိုယ်တိုင်မသိဘဲနဲ့သူမြောက်သိတယ်ဆိုတဲ့ကြောင့်ဟောလို့မရအောင် အဲ့အတွက်သူကလည်း break even ပြုတ်ပြီး break even ပြုတ်ပြတယ်။ငါပြောင်းတော့သေးမင်းတို့လည်းမသေးကြအောင်မရှိဘူး။အဲ့တော့အဲ့သေးချင်းတည်းကလို့ရှိရင်နိဗ္ဗာန်ရအောင်လို့နိဗ္ဗာန်ဒီလမ်းနဲ့ရောက်နိုင်တယ်လမ်းပြသွားခဲ့တယ်။ဒါကျွန်တော်တို့ရဲ့လမ်းပြတဲ့အနာဂတ်ပုံ။ကျွန်တော်တို့အနာဂတ်ကိုလမ်းပြတဲ့အကောင်းဆုံးဆုံးအမြင့်မြတ်ဆုံးဆုံးဆရာတဆု။တော့ဘူးတော်ဒီဝိဇာလိုက်လိုက်ကြည့်လို့ဖះကိုတိုက်ရကြီးစော်ကားဟာတလို့လား။ဟာမေးရတော့ ordinary တည်တယ်လို့ပြောတယ်။ချိစားငါတို့ကမသေးဘူး။ဖះကိုတည်းတရားတွေအလကားတွေဖြစ်ကုန်။ဒါကြမ်းတို့ကျွန်တော်ပြောပြတာ။အဲ့တော့ကဗုဒ္ဓဘာသာဖျားဗုဒ္ဓဘာသာဖြစ်တယ်ထေရဝါဒဗုဒ္ဓဘာသာဖြစ်တယ်မြတ်စွာဘုရားရှင်ကိုကိုးကွယ်တယ်ဂေါတမဗုဒ္ဓကိုကိုးကွယ်ပြီးဘုရားရှင်ရဲ့ ောတဲ့တရားတွေကိုလိုက်နာပြီးတော့တလွဲဆိုရင်ကောင်းတာအဆင်မပြေသေးဘူး။တော့နောက်ပြီးတော့ဖះအိမ်မှာဖះစင်ဖះရှိခိုးတဲ့ညကြဒါဗုဒ္ဓသရဏကိစ္စမိဓမ္မသရဏကိစ္စမိတန်ခမ်းသရဏကိစ္စမိပြီးတော့ပါလေအာမဘန်းဒီပါဗျာအာမအာမခံနေဘန်းဒီအရှင်ဖះအာမအရှင်ဖះစိတ်ချတပြိတော့စိတ်ချပြီးလဲပြီးအိမ်ထောက်မှာကြည့်တော့နေအောင်တီတွဲလောင်းနေဟိုချန်ချန်နဲ့မှာကြည့်တော့ဂျူကြီးနဲ့ကျွဲမာကြီးကပေါ်ရင်းဖះကိုလိမ့်နေတာပြောတော့ဖះတရားတန်ခါရတနာမြတ်သုံးပါးကိုပဲကိုးကွယ်ပါမယ်တပြိတော့စိတ်ချပါဖះဆိုဖះကိုအာမတွေခံပြီးကြည်စီခောက်ပြီးတော့၃၀ပုံကြောင်းရှစ်ခုနဲ့နောက်ခုနဲ့ကြောင်းအတန်ပြေးနေဆိုတော့အိမ်ထောက်ကြည့်တော့အောင်တီနေ ကျွန်တော်ဘုရားကိုဘော်ဒီကြီးလိမ့်နေကြတာချင်းချင်းလေးဗုဒ္ဓဘာသာလို့အမိခံထားပြီးအာဟုတို့တွေဒီလောက်များနေတဲ့နိုင်ငံကမ္ဘာအဆင်းရဲဆုံးဖြစ်တာမဆိုင်ဘူးအမြင့်မြတ်ဆုံးဘာသာကိုလက်ကင်ထားပြီးတော့အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကြီးကိုကိုးကွယ်ခွင့်ရပြီးအဲ့ဒီအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကိုနေတိုင်းလိမ့်နေတဲ့အာဟုတို့တွေစုစည်းထားတဲ့နိုင်ငံမှမဆင်းရင်ဘယ်နိုင်ငံမှမဆင်းရတော့တလောကလုံးမှာအကောင်းမွန်ဆုံးသောအတုမရှိတဲ့တရားတွေကိုဟောကြားထားတယ်အဲ့ဒီတရားတွေကိုလူအထင်ကြီးအောင်လို့တရားစခန်းတွေဝင် ကြီးကြီးကျယ်ကျယ်စကလုံးတွေပျော်ပြီးတော့အိမ်ပေါ်မှာဘရက်ပေါက်ဘရက်ဘလို့တည်ခြင်းလို့နဲ့တည်ထားမှပြီးတဲ့ပေါက်ပန်း၄၀အုံကြီးကြီးတည်ထားပြီးအဲ့ဒီဘုရားရှင်ကိုပေါ်တင်လိန်ပေါ်တင်စော်ကားနေတဲ့လူမျိုးမှမဆင်းရဲရင်ဘယ်နိုင်ငံမှမဆင်းရဲဘူး။ဒါတော့ဗုဒ္ဓဘာသာကိုဖြစ်တယ်ဗုဒ္ဓဘာသာပိသားရင်ဗုဒ္ဓဘာသာရဲ့တရားတော်အနေနဲ့အညီနေနိုင်ရင်ကျတော့ချမ်းသာလိမ့်မယ်။အခုတော့နတ်ပွဲပြီးတယ်နတ်ကိုးွယ်တယ်အဲ့နတ်တရားပေးလို့ပတ်ဆိုင်ပဲခင်ဗျာကျွန်တော်သူ့အတူတောင်စားကြံပြီးလို့ခင်ဗျားတို့ရှိတောင်းစားနေတယ်ဒီနတ်တရားသားလေး ကဲတော့ဘာပေးနိုင်မလဲသူကသူတော့စားကြံပြီးခမရရင်လာတောင်းစားနေသူကသူတော့နေစရာမရှိလို့ရှင်ပရင်သွားပြီးတော့နေစရာတောင်းနေရတယ်ကွာသူရရှင်နေသူကသူနေလေကျွန်တော်ဘာလက်ခံလာမသိဘူးအဲ့နတ်ဒီသူတို့အပိုင်ပါညာပြောတယ်အဲ့သူတို့အပိုင်ပြီးခဲ့တဲ့ဘရင်ဒီခေတ်မှာမရှိတော့တော့ဘာလဲမသိဘူးအဲ့တော့နံပါတ်1ဖယားကိုယုံကြည်လို့ကုကွယ်နေဖယားရှင်ပြောတဲ့ဆုံးမစကားတွေကိုလိုက်အာ38ပြားမင်္ဂလာတရားတော်တွေဟာလက်တွေ့လူမှုဘဝမှာအသုံးဝင်တယ်လက်တွေ့လူမှုဘဝမှာအမှန်တကယ်လဲချမ်းသာကိုပေးနိုင်တယ် အဲ့ဒီအတိုင်းလို့တိုက်ပွဲဝင်နေတဲ့လူတွေနောက်ဆံမတင်အောင်မိသားစုတွေအဆင်ပြေအောင်ယုံကြည်မှုထားကရောဘွေးထိုးနေအောင်စစ်ကနိုင်မလားဘူးနော်တိုင်းနေတယ်မှာပဋ္ဌာန်းညွတ်နေကြားတယ်ပညာဝါရညွတ်နေတာပညာဝါရကိုညွတ်တာမဟာသမယတုတ်တွေညွတ်တယ်အဲ့ဒီမဟာသမယတုတ်ညွတ်လို့ပညာဝါရပဋ္ဌာန်းကိုညွတ်လို့ရန်သူကိုနိုင်မယ်ဆိုရင်အဲ့ဒီရန်သူကလည်းပညာဝါရညွတ်မှာပဲနော်မဟာသမယတုတ်ညွတ်မှာပဲကို့ကိုပြန်တိုင်ဖက်နေလို့ တမုတ်တွေ UB တိုက်လို့စစ်နိုင်တယ်ဆိုသူကလည်းတမုတ်တွေ UB ကိုတိုက်ကိုတိုက်မှာပေါ့ဘယ်နဲ့လုံးလဲတိုက်ဘယ်နဲ့လုံးလဲအဓိကကရဲစွမ်းတက်တီဘာသာရေးဆိုကျွန်တော်တို့ရဲ့စိတ်တက်တီကိုမြင့်တင်ပြီးတော့ရဲစွမ်းတက်တီတွေရှိအကုတ်ကုတ်ကိုယုံကြည်မှုရှိအောင်ကိုးကွယ်တဲ့အရာတစ်ခုတကယ်တော့စစ်မြေပြည်မှာလို့တာဒါမှမဟုတ်တက်တီအချင်းချင်းယုံကြည်မှုတယောက်ကိုတယောက်ခိုင်မာတဲ့လင်းနဲ့တဲ့ယုံကြည်မှုတွေသစ္စာတရားတွေနဲ့တိဆောက်ထားမှတိုက်ဘက်တစ်ခုကအနိုင်ရမှာဘာသစ္စာမှမရှိဘာသိက္ခာမှမရှိဘာတက်တီမှမရှိပဲနဲ့ပွဲထိုးပွဲတသိမ့်ထိုးလဲမရအောင် ဘယ်နှမှမကင်နိုင်ဘူးမိမိကိုယ်သာအကူရမြမသမိုင်းကိုပြန်ကြည့်လိုက်အင်္ဂလိပ်မြန်မာပထမစစ်ဒုတိယစစ်တတိယစစ်ဘယ်နှမှဝင်တိုက်မပြီးဘူးလွတ်လိုက်တဲ့တိုက်ပွဲဝင်နေတယ်အင်္ဂလိပ်ကိုတိုက်ထုတ်ဖို့ဂျပန်သွားခေါ်တယ်ဘယ်နှမှမပါဘူးအဲ့ဒီဂျပန်ကိုတိုက်ထုတ်ဖို့အင်္ဂလိပ်ကိုပြန်ခေါ်တယ်ဘယ်နှမှမပါဘူးအင်္ဂလိပ်ရှီကနေပြီးတော့မြန်မာနိုင်ငံလွတ်လည်ရအောင်ပြန်ယူခဲ့တယ်ဘယ်နှမှမပါဘူး KNDO တွေလာသိမ့်လို့ရန်ကုန်အစိုးရလို့ခေါ်ရအောင်ကွက်ကွက်ကလေးကြံတဲ့အချိန်မြမတက်မလို့ကပြန်တိုက်တယ်ဘယ်နှမှမပါဘူးရဲဘော်တွေစိတ်တက်တယ် ယုံကြည်မှုတွေတွေးတောက်အချင်းချင်းကိုယ်စစ်တီချင်းချင်းဆိုတာခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ရဲရင်တဲ့တတိတွေနဲ့တိုက်ပွဲဝင်လာခဲ့တာအဓိကပြောချင်တာဒါတတိသက်စာရှိမှုတိတ်ခါတရားဒီချက်တွေနဲ့ရန်သူတို့တိုက်မဟုတ်တာဒီရှောက်လုံးအနေနဲ့ရဲရရချီလို့ပွဲထုတ်လို့ဒါအဆင်ပြေမယ်ဆိုရင်နာမည်ရွေးကောက်ပေါ်မှာရာသာကြီးကတမရာကြီးဖြစ်ချင်တယ်ဗျာဘယ်နှပွဲထုတ်ရမလဲပွဲတသိမ်းထုတ်ရမလားထုတ်ပေးမယ်ဖြစ်နိုင်ပါမလား ို့မှာဘာအေးချင်းဘာတော့အေးချင်းမှမရှိပွဲတသိမ့်ပုံတတန်းထိုးအလကားပဲသဘောပေါက်လားမသိဘူးပြောပြတာအဓိကလို့တာအေးချင်းလူတယောက်ရဲ့အေးအချင်းအဲ့ဒါမရှိရင်စစ်တိုက်လေအလကားပဲစီးပွားရေးလုပ်လေအလကားပဲတိဆောက်ရေးလုပ်လေအလကားပဲပွဲတွေလိုက်ထိုးနေုံနဲ့အဲ့ဒီအေးချင်းကအော်တိုရောက်မလာဘူးစူးစားမှရမှာမှန်ကန်စွာစူးစားဖို့လိုတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေချမ်းသာခြင်းနဲ့မို့လားကိုယ်တိုင်စူးစား အေဂျင့်ကြီးနေမို့လားအေဂျင့်အောင်တဦးတယောက်ချင်းစီဟိုနေ့ကကျွန်တော်ပြောသလိုပဲကိုကိုတိုင်းကို့အတွက်တေချာအလုပ်လုပ်ပွဲလိုက်ထိုးမနေနဲ့ပွဲထိုးလို့အေဂျင့်ကဘယ်ရဆုံးမှမရှိဘူးတော့ပေါ့လားမသိဘူးဘယ်ပွဲထိုးတဲ့ဘယ်ကောင်မှလည်းလိုက်လို့မပေးနိုင်ဘူးကိုအလုပ်လုပ်မှကိုရမှာတကယ်လို့ပွဲထိုးလို့အဆင်ပြေတယ်ဆိုရင်ကျွန်တော်ဘာလုပ်မှမလုပ်ဘူးပွဲပဲလိုက်ထိုးနေမယ်အမခံပေးနိုင်မယ့်ပုံကိုရှိလားဒီနိုင်ငံဒီကဘာဒီဆက်ချဝလာကြီးတဲမှာ 外头用的枪大没路，阿妈看背那一面，把我吸引，把他表里面，小家子啊，报警掉了，说你侬，哥哥哥阿哥，阿、啊、妹进了，枪大进的啦，一枪打进的怕我搂进的啦，秘密过来，就是。